မင်္ဂလာပါခင်ဗျာရှန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အယုံကြီးကတနိုင်ငံလုံးအထွေထွေထိုးစစ်အတွက်ပြင်ဆင်နေတဲ့အချိန်မှာပဲအကြံဖတ်စစ်တကနေဆက်ကုံတွေးလမ်းကြောင်းပေါ်မှာရှိတဲ့မြို့တချို့နဲ့စခန်းတွေအပါအဝင်မဟာဗျူဟာလက်မှတ်တချို့ကိုပြန်လည်ထိန်းချုပ်ဖို့တံပြန်ထိုးစစ်ဆင်လာတယ်လို့အယုံကြီးကဝန်ခံပြောဆိုလာပါတယ်လူတို့ကောင်းဆောင်နိုင်ငံတော်ဤတိုင်းမင်္ဂပုတ်ကိုဒေါအောင်ဆန်းစုကြည်စေကူတာကွင့်ရရှိရေးနဲ့ အမြန်ဆုံးလွတ်မြောက်ရေးအတွက်ဝိုင်းဝန်းကြိုးပမ်းပေးဖို့ကုလသမဂ္ဂနဲ့နိုင်ငံတကာကအပြိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကတောင်းဆိုလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အယွန်းကြီးကတနိုင်ငံလုံးအထွေထွေထိုးစစ်အတွက်ပြင်ဆင်နေတဲ့အချိန်မှာပဲအဂျမ်ဖက်စစ်တပ်ကနေဆက်ကုံတွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့မြို့တချို့နဲ့စခန်းတွေအပါအဝင်မာဗျူကလက်မှတ်တချို့ကိုပြန်လည်ထိန်းချုပ်ဖို့တံပြန်ထိုးစစ်ဆင်လာတယ်လို့ MG ကဝန်ခံပြောဆိုလာပါတယ် ဒါကူတော့ UNG ကကွယ်ရေးဝန်ကြီးဌာနကနေအစီရင်ခံစာထုတ်ပြန်ပြောဆိုလာတာပါလက်ရှိຫນွေဥတော်လန်ရေးရဲ့အရေးကြီးတဲ့အလှည့်အပြောင်းကိုဖန်တီးနိုင်မှုအတွက် UNG ကတနိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေထိုးစစ်အတွက်ဒေတာတိုင်းဟန်ချက်ညီစစ်ဆင်မှုတက်တီဆောက်ရေးဘန္နာရမုံငွေပြင်ဆင်ရေးနဲ့ခဲယမ်းမိကြောက်ဖြစ်တင်းမှုတွေကအစပြင်ဆင်နေတဲ့အချိန်မှာပဲအကြံဖက်စစ်တပ်ကလည်းတံမြန်ထိုးစစ်တွေလှုပ်လာနေတယ်လို့ဆိုပါတယ်လက်ရှိပြည်သူကာကွယ်ရေးတပ်မတော်ကို နေရာအနှံ့တက်ဖြန့်တီထောင်ထားနိုင်ပြီဖြစ်တယ်လို့တစ်ဖက်မှာလည်းညီနောင်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကပါ PDF တွေနဲ့ပူးပေါင်းပြီးမယက်မနာတိုက်ပွဲဝင်နေကြသလိုဒါဟာအလှည့်အပြောင်းကိုဖန်တီးဖို့အခြေအနေပေးမှုနဲ့အတူအခင်းချင်းတွေလည်းရရှိထားပြီဖြစ်တယ်လို့ MG ကကွေးဝင်ကြီးဌာနရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။တစ်ဖက်မှာလည်းအချက်ဖက်စစ်တပ်ကစစ်မှုထမ်းဥပဒေကိုအတုံးချပြီးလူငယ်တွေကိုအတင်းအကျပ်လူသစ်စုဆောင်းပြီးတော့အင်အားဖြည့်တင်းလာတဲ့အပြင် အိန္ဒိယနိုင်ငံတချို့ရဲ့အကူအညီနဲ့စစ်လက်နက်ပစ္စည်းချက်တွေအသုံးပြုပြီးတော့ပါတံမြန်ထိုးစစ်စင်တာတွေလှုပ်လာရမှာနေဆက်ကုံသွေးကြီးလမ်းကြောင်းပေါ်ကမြို့တချို့နဲ့စခန်းတွေအပါဝင်မဟာဗျူဟာလမ်းမတချို့ကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ဖို့ဥတီလာတယ်လို့အန်ဂျီကဆိုထားပါတယ်အဲ့ဒီလိုစစ်တပ်ရဲ့တံမြန်ထိုးစစ်ဟာတနိုင်ငံလုံးအတိုင်းတာနဲ့မလုံနိုင်ပဲနေရာကွက်ပြီးတော့သာအကန့်အသတ်နဲ့လုံနေရတာကိုတော့မြင်တွေ့နေရတယ်လို့ဆိုထားပါတယ်လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့နေဆက်ကွန်တွေးရေးမြို့အမြောက်အများကိုတော်လန်ရေးတပ်ဖွဲ့တွေကသာတိမ့်ပိုက်ထိန်းချုပ်ထားဆဲဖြစ်ပြီးတရုတ်အိန္ဒိယထိုင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ဆက်ဆက်နေတဲ့အဓိကနေဆက်ကွန်တွေးရေးမြို့အနည်းဆုံး17မြို့ကိုစစ်အုပ်စုကလက်လွတ်ထားရပြီးနောက်ထပ်ကြံနေသေးတဲ့အထက်ကအိန္ဒိယနေဆက်တမှုမြို့ကိုပါလက်ရှိ PDF တပ်တွေကပဲဝိုင်းပတ်ထိန်းချုပ်တိုက်ခိုက်နေပြီဖြစ်တယ်လို့ UNG ကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာ ဖက်မှာတော့မြန်မာနိုင်ငံရဲ့တယံဇာတရင်းမြစ်တွေကိုစိတ်ကြိုက်သုံးနိုင်ပြီးနိုင်ငံကရဲ့ပံပိုးမှုနဲ့စစ်တိုက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာ GNL ရဲ့ concession တောက်ကြား view ဟာကိုမရှင်းနိုင်ဘူးလို့ GNL ကတရားဝင်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာနှစ်ခုနဲ့ဆယ်ကျော်ကြာအောင်နိုင်ငံရဲ့တယံဇာတရင်းမြစ်တွေကိုစိတ်ကြိုက်သုံးပြီးစစ်တိုက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာတဖက်ကနိုင်ငံတချို့ရဲ့ပံပိုးမှုနဲ့ပါတိုက်ခိုက်နေပြီမဲ့တကယ်တကယ်မြေပြင်မှာဘယ်နိုင်ငံကမှအကူအညီမရတဲ့ KNU ရဲ့ KNL တက်တွေအပုံပြရာ transition ပျောက်ကြားပြွာကိုစစ်တပ်ကမရှင်းနိုင်ဘူးလို့ဆိုထားပါတယ်။ဒါအပြင်အချက်ဖက်စကောင်စီတက်ဟာအဲ့ဒီထိုးစစ်တွေအတွင်းသူတို့ဘက်ကစစ်သားမလုံလောက်တဲ့အတွက်ပါစစ်မှုထမ်းလူငယ်တွေကိုအတုံးချပြီးတော့စိတ်ကြွမှုရေးဈေးတွေတိုက်ပြီးမှလူတွေဘလောက်တည်တည်အရှိကိုသာအတင်းထိုးတင်အသေးခံတိုက်ခိုင်းတာတွေအတိပြုလုပ်ခဲ့ရုံနဲ့မကလေချောင်းပစ်ကူလက်နက်ကြီးပစ်ကူတွေပါအတုံးပြပြီးတော့မှ KNL ကိုထိုးစစ်ဆင်တိုက်ခိုက်တာတော့ ။ GNL ကစစ်တပ်ရဲ့နိုင်ငံတော်အဆင့်အောင်စေးရစစ်ကြောင်းဆိုတာကိုတနစ်ကျော်ရပ်ပေါင်း903ရက်အထိပိတ်ဆို့ဟန်တာနိုင်ခဲ့တယ်လို့ GNL ကဆိုထားပါတယ်။အဲ့ဒီလိုဟန်တာပိတ်ဆို့နေစဉ်အတွင်းမှာလေ GNU တမ6နဲ့တမ9နဲ့မြေအတွင်းကစစ်တပ်ရဲ့မဆုတ်တမ်းနေဆက်ခြေကုပ်စခန်းပေါင်း18ခုကိုပါ GNL ဥဆောင်တဲ့တော်လန်ရေးတပ်တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့ GNL ကထုတ်ပြန်ထားပါသေးတယ်။အဲ့ဒီလိုအာရှလမ်းမကြီးစစ်စင်ရေးမှာပါဝင်ခဲ့ကြတဲ့ GNL GNDO PDF MLA တပ်ဖွဲ့ဝင်တွေကိုဂုံပြူမှတ်တမ်းတင်အပ်ပါတယ်လို့လဲ GNU KNL ကထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကကမ်လူမြို့နယ်နဲ့တပရင်းမြို့နယ်တွေမှာအကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လှန်ရေးပူးပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမမှုအတွေ့စေကောင်စီတပ်သား၁၀ဦးဝင်းကျင်ကတော့အတိအသင့်တိတ်ကုန်ကြတဲ့အပြင်လက်နက်၅လက်ကိုပါသိမ်းဆည်းရရှိခဲ့တယ်လို့သက်ဆိုင်ရာတော်လှန်ရေးတပ်တွေကရန်ကုန်ကစ်တေကိုပြောပါတယ်ကမ်လူမြို့နယ်မှာတော့ ဒီကနေ့စတင်ပါလာရှိရနေ့မနက်ပိုင်းမှာပဲဝတ်တိုးကြေးရွာကနီကာဘူးကြေးရွာကိုကင်းလဲဖို့ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုဒေါ်လိုင်းပူပေါင်းတပ်တွေကကြပြတ်တိုက်ခိုက်ချင်မုန်းခဲ့တယ်လို့ရေဦးမြို့နယ်ဘက်ကဘတာဝန်ရှိသူတူကပြောပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သားခဏဦးကတော့အသေးသေးတိတ်ကုန်ကြပြီးတဲ့နောက်ကျန်တဲ့စစ်သားတွေဟာအကုန်လုံးထွက်ပြေးသွားကြပြီးတိုက်ပွဲဖြစ်ပွားရနေရကစစ်သားမပါအလောင်းတွေစီကနေတနက်၅လက်ကိုပါဒေါ်လိုင်းတပ်တွေကတင်စီရရှိခဲ့တယ်ဆိုပါတယ်။ဒါပြင် တစ်ဖက်ကတပင်းရင်းမြို့နယ်မှာလေစတင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲလက်တံမူလေခွင်းပြင်မှာစစ်တကသူတို့လူတွေအတွက်လေနဲ့ချပေးသွားတဲ့ရိတ်ခါတုပ်တွေကိုလာကောက်ကြတဲ့စစ်သားတွေကိုပါတော်လိုင်းပူပေါင်းတက်တွေကအသင့်ဆောင်ပြီးတက်ခိုက်ချင်းမုန်းခဲ့ရမှာလေဇေကောင်စီတပ်သား3ဦးကအတီးတီးတေကုန်ကြပြန်တယ်လို့အဖြူရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောထားပါတယ်လက်ရှိ စကိုင်းတိုင်းမှာတော့မြို့ပေါ်တွေကူတာစစ်တပ်ကအတိတ်ကထိန်းချုပ်ထားနိုင်ပြီး ဂျန်နဲ့နေမီတော်တော်များများကိုတော်လိုင်းအတတွေကတာထိန်ချုပ်ထားသလိုစစ်တပ်ကမြေပြင်စစ်ကြောင်းထိုးတာတွေလာလာလုပ်ပြီးမယ်လေဒေါ်လိုင်းအတတွေရဲ့တိုက်ခိုက်ချေမှုန့်မှုကိုသာခံနေရတဲ့အတွက်သူတို့စစ်တပ်တဆွဲထားတဲ့ခြေရွာတွေကစစ်သားတွေဟာရိတ်ခါတွေပြက်လက်မှုပါကြုံနေရတာကြောင့်စစ်တပ်ကသူတို့လူတွေအတွက်ရိတ်ခါတွေကိုမြေပြင်ကမပုတ်နိုင်တော့အခုလိုလေရင်နဲ့လာချပေးရတဲ့အခြေအနေထိဖြစ်နေတာလို့လေဒေတာအတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ က်ဖက်မှာတော့ပဲခူးတိုင်းကအုတ်ဖို့မြို့နယ်မှာစိုင်းကယ်ကယ်ရီသမားပုံစံအယောင်ဆောင်ပြီးတော့ PDF စကန်တွေလိုက်လံစုံစမ်းနေတဲ့ပီဇော်တီပြည်စုံဆိုသူကိုဒေါ်လာကြီးရဲဘော်တွေကအရှင်ဖန်းစီရမိတဲ့အချိန်ခုခံထွက်ပြေးတဲ့အတွက်ပြည့်ခန့်ခံရပြီးပွဲချင်းပြီးကိုတေသွားပြီလို့တရားဝတိခိုင် PDF တရင်383ည2ရက်တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒါကတော့အောက်ကလာ17ရက်နေ့ကပဲအုတ်ဖို့မြို့နယ်ပြည်တော်သားခြေရွာမှာနေတဲ့စစ်တပ်တင်းပြည်ပြည်စုံဆိုသူဟာမင်းလာ၁၀ပေါင်ပေါ်မှာ ကယ်ရီတမအယောင်ဆောင်ပြီး PDF သတင်းတွေလာရောက်စုံစမ်းတဲ့အချိန်ဒါယရီကန် PDF တရင်383ညနှစ်တက်ခွဲငါရဲဘော်တွေကအရှင်ဖန်းစီရမိခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်ဖန်းစီရမိတဲ့စစ်တပ်သတင်းပေပူစော်တီပြည်စုံဆိုသူကိုတော်လိုင်းရဲဘော်တွေကစစ်ဆေးမှုပြုလုပ်ဖို့ခေါ်လာတဲ့အချိန်မှာလမ်းမိုက်တနေရာရောက်မှာတော့တော်လိုင်းရဲဘော်တွေကိုခုခံထွက်ပြေးတဲ့အတွက်ပြည့်ခတ်ဖန်းစီရမှာအဲ့ဒီပူစော်တီပြည်စုံဆိုသူဟာနေရာမှာရင်ဝဲချင်းပြီးကိုတိတ်သွားတယ်လို့တာယရီကန် PDF တရင် 3832ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်အဲ့ဒီပူစော်တီပြေဆုံးဆိုသူဟာအေးမြတရားမြို့မှာအမည်ဆိုးတဲ့လူတိတဲ့ပူစော်တီကောင်းဆောင်ဝဏ္ဏရဲ့တပည့်ဖြစ်ပြီးသူဟာစိုင်းကယ်ကယ်ရီသမားအယောင်ဆောင်ပြီးတော့ဒေါ်လန်ရဲ့တဖွဲ့ရဲ့လှူရှားသွားလာမှုတွေကိုလိုက်လံစုံစမ်းပြီးစစ်တပ်ကိုတည်င်းပေးတာတွေဒေါ်လန်ရေးကိုအပိတ်ကူညီတဲ့ပြည်သူတွေကိုလည်းစစ်တပ်ကဖမ်းဆီးခိုင်းတာတွေလုပ်နေုံနဲ့မကား လူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးဓာတ်တွေပါလှုပ်ဆောင်နေသူဖြစ်ပြီးအခုတော့သေပြီလို့တရားဝတီ KMPD ရဲ့တရင်383ညနေ့ရတာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းတောင်ဒွင်းကြီးမြို့နယ်ကဘကိုးရိုးမပလန်မှာအကြမ်းဖက်စကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေအကြတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ကဘူကြီးတူအပါဝင်စစ်သား၄ဦးကတော့အသီးသီးတေကုန်ကြပြီးတဲ့နောက်စစ်တပ်ကတီရိယေရနာကြီးရွာကိုမိရှုဖျက်ဆီးသွားတယ်လို့ အုတ်နမီ PDF တက်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့အခုစက်တင်ဘာလဆက်စကျင်းမှာပဲမကွေးတိုင်းတောင်တွင်းကြီးမြို့နယ်ထောက်ကြံကွင်းဂိတ်ကနေထွက်လာတဲ့အကြက်ဖက်စက်ကောင်စီတက်ကိုဒေါ်လာအီးပူပေါင်းတက်တွေကဘကိုးယိုးမှပတ်လန်းတနေရအရောက်မှာဝိုင်းဝန်းတက်ခိုက်ချင်းမှုခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွေ့စစ်တပ်ကဗိုလ်ကြီးတဦးအပါဝင်စစ်သား၄ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများသွားကြတယ်ဆိုပါတယ်အဲ့ဒီနောက်အထိနာသွားတဲ့အကြက်ဖက်စက်ကောင်စီတက်ဟာ ဘာမှမဆိုင်တဲ့ယတပိသူရိနေထိုင်ရာသီရိယေဒနာကြေးရွာကိုဝင်ရောက်ပြီးနေအိမ်တွေကိုမိရှုဖျက်ဆီးသွားကြတဲ့အပြင်အဲ့ဒီရွာတွေကနေအနီးပတ်ဝန်းကျင်မှာရှိတဲ့ကြေးရွာတွေကိုပါလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေလုပ်သွားတယ်လို့ပုဏမီ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်။အဲ့ဒီလိုပဲလက်ရှိအကြမ်းဖက်စစ်ကောင်စီတပ်ဟာမြေပြင်တိုက်ပွဲတိုင်းမှာတော်လှန်ရေးတပ်တွေကိုမနိုင်တာနဲ့ဘာမှမဆိုင်တဲ့ရဲသားပြည်သူတွေကိုပိတ်မထားပြီးတိုက်ခိုက်မှုတွေခြေရွာတွေကိုမိရှုဖျက်ဆီးတာတွေလုပ်နေတာဖြစ်တယ်လို့လည်း ဒေတာတွင်သတင်းရှိမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့အချက်ဖက်စစ်ကောင်စီတပ်ကမူးမျိုးနယ်နဲ့မလိုက်မျိုးနယ်ကရသပြည်သူတွေနေထိုင်ရာခြေရွာတွေကိုစက်တက်လေဒီနဲ့ဘုံကျဲမှုအပြင်လက်နက်ကြီးနဲ့ပါတိုက်ခိုက်မှုအတွင်ပြည်သူနှုတ်ဦးတေဆုံထားပြန်တယ်လို့ဒေသခံပြည်သူတွေနဲ့ကရင်ရွယ်ထုတ်ပြန်ကြရာတီးရပါတယ်။ပဲခူးတိုင်းကမူးမျိုးနယ်မှာတော့စက်တင်ဘာလ၄ရက်နေ့ကပဲအချက်ဖက်စစ်ကောင်စီတပ်ကရသပြည်သူတွေနေထိုင်ရာဖိုးတောင်းခြေရွာအတွင်ကို လက်နက်ကြီးနဲ့ပစ်ခတ်တက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုစကွန်စီတက်ကပစ်လိုက်တဲ့လက်နက်ကြီးကြီးကြောင်ကြေးရွာအတွင်းကအသက်50ကျော်အရွယ်ပြည်သူဦးစောရွှေလူနဲ့ဦးစောပွေ့ပွေ့ဆိုသူတို့နှစ်ဦးတိတ်ဆုံးခဲ့ရတယ်လို့ GNU ဗဟိုကထုတ်ပြန်ထားပါတယ်။အလားတူမန္တလေးတိုင်းမလိုင်မြို့နယ်မှာလည်းစက်တင်ဘာလ9ရက်နေ့ကပဲအနောက်တောင်ကျမ်းမှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရာကြေးရွာတွေကိုဂျပန်စကွန်စီတက်ကစက်တက်လီဒီနဲ့လာပြီးဘုံကျဲတက်ခိုက်သွားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။လက်ရှိအချမ်းဖတ်စကွန်စီတက်ဟာ တိုက်ပွဲနဲ့မဆိုင်တဲ့အရသာပြည်သူတွေနေထိုင်ရာနေရာတွေကို ပြစ်မှတ်ထားတိုက်ခိုက်တာတွေတွင်တွင်ကြကြလှုပ်ဆောင်နေတယ်လို့လေဒေတာတွင်သတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့လူတကောင်းဆောင်နိုင်ငံတော်ဤတိုင်းပြည်ငံပုတ်ကူဒေါအောင်ဆန်းစုကြည်စေကူတာကွင်ရရှိရေးနဲ့အမြန်ဆုံးလွတ်မြောက်ရေးအတွက်ဝိုင်းဝန်းကြိုးပမ်းပေးဖို့ကုလသမဂ္ဂနဲ့နိုင်ငံတကာကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကတောင်းဆိုလိုက်ပါတယ် အသက်80ကျော်ရှိပြီဖြစ်တဲ့နိုင်ငံတော်ဤတိုင်ငံပုတ်ကိုဒေါအောင်ဆန်းစုကြည်ဟာနှလုံးရောဂါဝေဒနာကိုခံစားနေရပြီးအသက်အနည်းဆိုးရင်ရတဲ့အခြေအနေကိုရောက်ရှိနေတာကြောင့်လွတ်လပ်စွာဈေးကူတာခွင့်ရရှိရေးနဲ့အမြန်ဆုံးလွတ်မြောက်ရေးအတွက်ကမ္ဘာကုလသမဂ္ဂအပါအဝင်အာဆီယံနိုင်ငံတွေမိတ်ဆွေနိုင်ငံတွေနဲ့အဖွဲ့အစည်းတွေကကူညီပေးကြဖို့မြစ်တာရက်ခံတိုက်တွန်းတဲ့အကြောင်း NLD ကစက်တင်ဘာလ9ရက်နေ့မှာပဲထုတ်ပြန်ကြေညာထားပါတယ် ဒေါ်ဆဆူဂျီရဲ့တာဖြစ်သူကင်အရစ်ကလည်းသူ့ရဲ့မိခင်ဖြစ်သူနှလုံးကျန်းမာရေးအခြေအနေဟာပုံမှုဆိုးရွားလာနေပြီးနှလုံးအတုခုဆရာဝန်ကိုကုသခွင့်ပေးဖို့တောင်းဆိုထားပေမဲ့စစ်တပ်ကခွင့်မပြုဘူးလို့စက်တင်ဘာလ၄ရက်နေ့ကပဲထုတ်ပြန်ပြောဆိုထားပါသေးတယ်။တစ်ဖက်မှာတော့ဒီလိုလူတုကောင်းဆောင်ဒေါ်ဆဆူဂျီရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်တဲ့သတင်းတွေဟာစစ်ကောင်းဆောင်ရဲ့တရုတ်ခီးစဉ်ကိုဖုံးကွယ်ဖို့သတင်းလွှင့်တာဆိုပြီးတော့လည်း အချမ်းဖတ်စစ်တပ်ရဲ့ပြောခွင့်ရဇော်မင့်ထွန်းကစွတ်စွဲပြောဆိုခဲ့တယ်လို့ဒေါက်ဆန်းစုကြည်ကျမ်းမာရေးကောင်းတယ်လို့သာပြောသွားပြီးအချိန်နှီးအသေးစိတ်ကိုထည့်သွင်းပြောဆိုသွားတာမျိုးမရှိပါဘူးလက်ရှိကုလသမဂ္ဂမှာယနေ့အချိန်ထိတရားဝင်အတိအမှတ်ပြုထားတဲ့ပြည်တော်စုသမရမြန်မာနိုင်ငံအစိုးရအဖွဲ့အကြီးအကဲတွေအဖြစ်သမရကြီးဦးဝင်းမြင့်နဲ့ပြည်တော်စုနိုင်ငံသားရေးဝန်ကြီးနိုင်ငံတော်ရေးတာဝန်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်တို့ကိုစစ်တပ်ကမတရားဖမ်းဆီးထားတာဟာ၄နှစ်နဲ့၈လကြာနေပြီလို့လဲ NLD ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ ုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ